go you are free. Sin no more. Thank you, Jesus. My name is Tembingo Swanga from Zimbabwe. I was married in 2012 and I suffered from barrenness for seven years. so ဒီမြတ်မိကဇင်ဘာဘွေနိုင်ငံကနဲ့လာတာဖြစ်ပါတယ်တဲ့2012ခုနှစ်မှာအင်ထောင်ပြုတ်ပါတယ်တဲ့ကလေးမရပဲဖြစ်နေတာ9နှစ်ကြာပါပြီလို့ပြောတာဖြစ်တယ်ကလေးမရ ယောက်ျားနဲ့အတူနေပြီးမှကလေးမရဒါကတော့ကလေးမရတတ်တဲ့ဒုတိယအတွက်ဝိညာဉ်ရေးရဗဟုသုတဖြစ်ပါတယ်အိမ်ထောင်ကြပြီးမှ ကလေးရတဲ့သူရှိတယ်လို့အိမ်ထောင်ကြပြီးမှကလေးမရတဲ့သူလည်းရှိတာဖြစ်တယ်ကလေးရတဲ့ဒုတိယအတွက်တော့ထူးထူးခြားခြားဝိညာဉ်ရေးရလည်လာစရာမလိုပါဘူးတို့တော့လည်းအိမ်ထောင်လည်းကြတယ်ကလေးလည်းမရဘူးကလေးရချင်တယ်ကလေးမရတဲ့ဒုတိယအတွက်တော့ဝိညာဉ်ရေးရ လေ့လာစရာလူနေသေးတာဖြစ်တယ်ပရိုဖက်ကသူ့ကိုဘလို့ဖြစ်တယ်ဆိုတာဘလို့ရှင်းပြတယ်လဲဆိုတာနားထောင်ကြည့်အောင်ပါပရိုဖက်ကသူ့ကိုတနေရာကိုခေါ်သွားမှာဖြစ်ပါတယ် started to remember she's not the one that led it, that mama. She's not. ဆိုတော့ဒီအမျိုးသမီးကိုလင်ညှထိုးပြတယ်ဒီတယောက်တော့မဟုတ်ဘူးနော်ဒါပေမဲ့နင့်ကိုငါတတိယဆက်ချင်တယ်ဒီတယောက်တော့မဟုတ်ဘူးဒါပေမဲ့သူ့ကိုနင်တတိယဆက်ချင်တယ်ဟာမမစစ်ထိုင်ပါလို့ပြောပါတယ် before all that happened ကလေး မြုံချင်းမဖြစ်ခင်မှာနေအဒီအဖွားကြီးကိုတတိရသလား because you never wanted to go to this sangoma issue ဘာဖြစ်လို့လဲဆိုတော့နေကဒီနတ်ကတော်ဒီရဲ့နောက်ကို နောက်တစ်ခါမလိုက်ချင်ဘူးဖြစ်သွားတယ် witchcraft online ပစ္စည်းတွေလောက်တာနတ်ပညာနဲ့ဆေးဖော်တာဒါဒီကိုနင်းမလောက်ချင်ဘူးဖြစ်တယ် like my auntie. Ah, dear, you to me, chano, chama, adone, tu vare. She's not the one. Prophet Pura ga, ditiyoro mohobu no, lo pure. That man of God is saying is the truth. All of my aunties, my father's sisters, the other one is a herbalist, the other one is like, I think she's like a healer, but she's a herbalist also from... Sarah, so, uh, ဒီအမျိုးသမီးဟာတဲ့အဖေရဲ့အမရင်းနဲ့တူတယ်တဲ့အဖေရဲ့အမဆိုတော့အတော်ပေါ့နော်ဒေါ်ကြီးဒေါ်ကြီးနေရောက်ကားတဲ့တယောက်ကားတဲ့နတ်တမတမတော်နတ်ပညာနဲ့တမတော်လောက်တာတယောက်ကြတော့ဒီเออบะโลပြောမလဲ CS ပေါ့เนาะမြင်တဲ့ကြားတဲ့သူအကြအမြင်ပေါက်တဲ့သူဟုတ်ပါတယ်တဲ့ Marine Kingdom she looks like အဲ့ဒီ မြင်တဲ့ကြားတဲ့သူတွေကဘာနဲ့အဆက်အသွယ်လုပ်ရဲဆိုလို့ရှိရင် Marine Kingdom ရေနပ်ရေထဲမှာရှိတဲ့ရေနပ်ပြည်မှာရှိတဲ့ပေါ့နော်အာမြန်မာလူကရေနပ်ပြည်လို့ပြောတာနည်းနည်းဝါကြမကြတယ်လို့ဖြစ်တယ်အာဥမာကောင်းကင်မှာရှိတဲ့နတ်ဆိုကောင်းကင်နတ်လို့ခေါ်တယ်ကွာမြစ်ထဲမှာရှိတဲ့နတ်ကိုမြစ်ထဲကနတ်လို့ခေါ်တယ်ရှူထဲမှာရှိတဲ့နတ်ကိုရှူနတ်တောထဲမှာရှိတဲ့တောနတ်လို့ခေါ်တယ်။ကြောက်မှာရှိတဲ့နတ်ကိုကြောက်ခဲနတ်။ဒါပေမဲ့တမုတ်တရားထဲမှာ ရှိတဲ့နတ်ကိုကြတော့တမုတ်တရားနတ်လို့မခေါ်သူက Marine Kingdom လို့ခေါ်တယ်သူကတမုတ်တရားထဲမှာဒီရေနတ်တည်းရဲ့နိုင်ငံတော်ရှိတာဖြစ်တယ်ဆိုတော့အဲ့ဒီရေနတ်တည်းရေထဲမှာရှိတဲ့နတ်တည်းရဲ့နိုင်ငံတော် ਨੇ အဆက်အသွယ်လောက်တာဖြစ်တယ်အဖေရဲ့အမရီ Light in complexion analyst ဟုတ်တယ်ဒါဒီအတော်ဒီရဲ့အသားအရေကလည်းပဲဒီအမျိုးသမီးနဲ့တူပါတယ် come and join us you are the you should be over here you should ဆိုတော့နေ့အတော်တွေကနေ့ကိုပြောတယ်ငါတို့နဲ့အတူပူးပေါင်းပါငါတို့နဲ့အတူပူးပေါင်းပါငါတို့ရှိကနေဒီနတ်အမွေငါတို့ရှိကနေဒီနတ်ပညာနဲ့ဖော်ဆတဲ့ဆဲအမွေကိုယူပါလို့နေ့ကိုပြောတာဖြစ်တယ်နေလဲငါတို့ကဲ့သို့နတ်ကတော်လို့ဖို့လို့တယ်အောက်လိုင်းဆီယာမလို့ဖို့လို့တယ်လို့ပြောပါတယ် you said no no how can eh shit ။နင်ကပြောတယ်အဲမဖြစ်နိုင်ဘူးငါဘလို့လို့လုံနိုင်မှာလဲငါမလုံနိုင်ဘူး။ your sisters one of you must take these things from me ဆိုတော့အတော်ဒီကဘာပြောလဲဆိုတော့နေတို့မောင်နှမတွေထက်ကညီမတွေထက်ကတယောက်ယောက်ကငါပညာကိုဆက်ခံဖို့လိုတယ်လို့ပြောပါတယ် Yeah my other auntie she said that နေအတော်နတ်ကတော်ကပြောတာလားဆိုလို့ရှင် ဟုတ်တယ်တဲ့အာ not အတော်တယောက်ကအဲ့လိုပြောပါတယ်တဲ့ ဆိုတော့အခုခေတ်မှာကဘယ်လိုဖြစ်လာလဲဆိုလို့ရှိရင်အရင်တုန်းကတော့အာဖရိကမှာယေရှုခရစ်တော်ရဲ့ကေတင်ချင်းတည်းမရောက်ခင်မှာအခုလုံးကနတ်စားတွေဟုတ်တယ်ကျွန်တော်တို့မြန်မာပြည်မှာပဲနတ်ကတော်တို့เนาะနတ်ဆရာတို့ရှိတာမဟုတ်ပါဘူးဒီအာဖရိကမှာလည်းရှိတာဖြစ်တယ်ကျွန်တော်တို့လည်းတောင်တန်းဒေသမှာနတ်စားတဲ့အခါမှာနတ်နတ်ကတော်တော့ရှားတယ်ဒါပေမဲ့နတ်ဆရာကတော့ပေါ်တယ်အောက်လိုင်းဆရာကတော့ပေါ်တာပေါ့เนาะဆေးတွေပေါ်တတ်တယ် နတ်လဲပူဇော်တတ်တယ်သူတို့သူတို့ဒါတွေကနေရာတကာမှာရှိတယ်ခရစ်တော်ရဲ့ကတင်ချင်းတည်မလာခင်ဒါပေမဲ့နောက်ပိုင်းမှာခရစ်တော်ရဲ့တည်င်းစကားလာတဲ့အခါမှာလူတွေကဒီနတ်ပညာကိုဘယ်သူမှမလိုက်ချင်တော့ဖြစ်သွားတယ်။ဘာဖြစ်စောနတ်ပညာလိုက်လို့ရှိရင်ဝိညာဉ်ကတင်ချင်းမရတဲ့အတွေ့ဖြစ်ပါတယ်။ဆိုတော့အတော်ဒီကကြတော့ဘူးစင်ပေါင်းဆက်ဆက်ခံလာတာဖြစ်တဲ့အတွက်သူတို့အတက်ကြီးလာတဲ့အခါမှာဒီတာတာသမီးတွေကိုဒီပညာကိုပြန်လွဲပေးခဲ့ချင်တာဖြစ်တယ်။ နတ်ပညာအောက်လိုင်းပညာပေါ့နော်လွဲခက်ပေးဖို့လဲလိုတယ်မလွဲလို့ရှိရင်နတ်ကမကြိုက်ဘူးပေါ့နော်ဆိုတော့လွဲလဲလွဲခက်ကြဒါပေမဲ့ဒီယေရှုခရစ်တော်ကတင်ချင်းတဲ့ခံစကားကြားတဲ့တာသမီတွေဟာဒါကိုလက်မခံပဲငင်းဆိုတာဖြစ်ပါတယ်အကယ်၍ဒီအမျိုးသမီးဟာခရစ်တော်ရဲ့ကတင်ချင်းတဲ့ခံစကားကိုသူမကြားဘူးဆိုလို့ရှိရင်သူကတော့ဘိုးဘဲအစင်စတိုင်းဒီရိုးရာနတ်တွေကိုပြန်လဲရိုးရာနတ်ရိုးရာဆေးပညာတွေကိုလက်ခံယူမှဖြစ်တယ် ဥပမာကျွန်တော်တို့မြန်မာပြည်လူမျိုးဆိုလို့ရှိရင်ဗုဒ္ဓဘာသာနိုင်ငံဗုဒ္ဓဘာသာဝင်တွေဟိန္ဒူဘာသာဝင်တွေနော်ဒီနတ်စာတွေဆိုလို့ရှိရင်တို့ယေရှုခရစ်တော်ရဲ့ကယ်တင်ခြင်းတည်ခြင်းစကားမချဘူးဘူးဆိုလို့ရှိရင်တို့ကဒီလူမျိုးပညာကိုလိုက်လက်လျော့လျော့ပြန်လက်ခံသွားတာဖြစ်တယ်အဲ့လိုပညာကိုလက်ခံတဲ့အခါတို့ဘာမားတယ်လို့တို့မခံယူပါဘူးနော်အမားမလည်းမသိဘူးပေါ့နော်ဒါမဲ့အခု ာဒိမိတွေကယေရှုခရစ်တော်ရဲ့သတင်းစကားကိုကြားတဲ့အခါမှာကြတော့ဒီနတ်ပညာလက်ခံလို့ရှင်ကေတင်ချင်းမရဘူးဆိုတာသိတဲ့အခါမှာသူတို့တွေဟာ no မလက်ခံဘူးလို့ပြောတာဖြစ်တယ်။အဲ့လိုလုပ်တဲ့အခါမှာဘာလုပ်လဲဆိုတော့ခုမိတာစုဝင်ဒီနတ်ကတော်ဒီဒီနတ်ပညာရှင်တွေကပဲစိတ်စိတ်ဆိုးတာပေါ့နော်သူတို့မကျေနပ်တဲ့အတွက်သူတို့ပြုစားတဲ့အခါဘာလုပ်လာလဲဆိုလို့ရှင်ဒီလူတွေကတားတဲ့ကလေးမရတော့ဘူးဖြစ်သွားတာဖြစ်တယ်။ ဆိုတော့သူတို့ဟာကလေးရအောင်လှုပ်တတ်လားဆိုတော့လှုပ်တတ်တယ်ကလေးမရအောင်လှုပ်တတ်လားဆိုတော့လှုပ်တတ်တာဖြစ်တယ်ဆိုတော့ဖျားပေးထားတဲ့ကလေးကိုသူတို့ဟန်တားနိုင်တာဖြစ်တယ်ဒါမျိုးပြန်ဖွင့်နိုင်တာဘယ်လိုပြန်ဖွင့်နိုင်ဆိုတော့ရှင်ဘုရားတခင်ရဲ့ prophet ကဖွင့်နိုင်တာဖြစ်တယ်ဒါကြောင့်ဒီမျိုးတမီးဟာဒီနေ့ယေရှုခရစ်တော်တည်င်းစကားကြားတာဖြစ်တဲ့အတွက်အတော်ဒီရဲ့ရိုးရာနတ်ပညာကိုမယူဘဲနေတဲ့အခါမှာအတော်ဒီကပြုစားတာဖြစ်တဲ့အတွက်တာသမီရတနာမရပဲမြုံနေရတာဖြစ်တယ် ကျွန်တော်တမန်ကျမ်းစာမှာကြည့်တဲ့အခါမှာအဘအာဗြဟံတို့ဆာရာတို့ဇနီးမောင်နှံဆိုလဲသူတို့ဟာယုတ်တုစင်တုကူးကွယ်တဲ့သူဖြစ်တယ်သူတို့နောက်ဖျားနောက်လိုက်သွားတဲ့အခါသူတို့တာတိမိယတနာမရဘူးဒါပေမဲ့နောက်ဆုံးဖျားကိုယ်တိုင်လာပြီးမှမနာမနစ်ကြရင်ရမယ်လို့ပြောတဲ့အခါမှာမှ အာဗြဟံအသက်90ရောက်တဲ့အခါဒီတာတိမိယတနာကိုရတာဖြစ်တယ်ဆိုတော့ဘုရားတခင်ရဲ့တမန်ကျမ်းစာမှာရေးထားတဲ့အရာရောဒီနေ့လက်တွေ့မှာလူတွေဟာတကယ်ဒါမျိုးကိုကြုံနေရဆက်ဖြစ်တယ် ကျွန်တော်ဒါကိုဝိညာဉ်ရေးဗဟုသုတဖြစ်ထည့်ပြောပေးတာဖြစ်ပါတယ်ဘာတူလာတော့ဆိုတော့အဲ့ဒီကိုဝင်မြုံစတဲ့နတ်စုပ်ကိုဖိရှားရတာဖြစ်တာတဲ့စံကမအောက်စံကမအောက်ဆိုတာနတ်ကတော်ဖြစ်စေတဲ့နတ်ဝိညာဉ်ကိုဆိုလိုတာဖြစ်ပါတယ် you get the two boys thank you နေဟာတားနေရောက်မွေးမယ်လို့ prophet ကပြောပါတယ် Jesus thank you man of god for praying for me don't ကျမအတွက်ဆွတောင်းပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် and don't mind their two boys နင်ဘာမှစိတ်အနှောင့်အယှက်မရှိနဲ့နင်တားနေရောက်မွေးမယ်လို့ prophet ကပြောပါတယ် God will decide for you နင်ကိုတားပဲနေရောက်ပေးမယ်ဆိုတာကဘုရားတခင်ကပဲဆုံးဖြတ်မှာဖြစ်ပါတယ်ဆိုတော့မာနရဲ့ဟန်တာချင်းကလည်းလွမြောက်ပြီးအခုတော့ဘုရားပေးတဲ့တားနေရောက်ကိုရမှာဖြစ်ပါတယ်တာဓမီယတနာဟာဘုရားတခင်ပေးတယ်ဆိုတာကိုဆာလံ129 ange Bhaer so, well to ma bdu mo so phaj chin nai mare phyad ge anlong go be the glory. we are not alone. what is it my name is gloria machina